ရန်ငါရက်ဒီတို့မြေပေါ်နေတို့ရေကိုတောင်းတို့မြေအောက်တို့စီဝါတို့သမီးသားတယောက်မကြံစော်ကားအိမ်ရှင်ပြမအခက်ကိုချိုးသွာအခြေတို့မထောက်တဲ့လူအတာများတို့ညီကိုတွေတို့မျိုးကောင်းသားသမီးတွေသည်သစ္စာစိတ်ထံပြူကြမည် တစ္စာဒိဋ္ဌံပြုပါမည်အမျိုးဘာသာသာသနာတစ္စာရှိပါမည်ဘာသာတူရာဆိုင်မာသာဇေဝယ်ယူပါမည်ဘာသာတူရာချင်းချင်းသာပူဇော်ရွေးပါမည်အမျိုးသားရဲ့တွင်တွင်ကြလေအနုထာတော်တို့မြမာတွေအမျိုးသားရဲ့တွင်တွင်ကြလေအနုထာတော်တို့မြမာတွေ ငါတို့အချုံအစီအောင်ထိုးနေကာတင်လင်ကာယမြေငါတို့အချုံအစီအောင်ထိုးနေကာတင်လင်ကာယမြေ ရောက်မတန်ဆောကအိမ်ရှင်ပြမအကကိုချိုးသွာတင်းတို့မထောက်တဲ့လူအတာများအတော်ကြီးကိုရင်အတော်မျိုးကောင်းသားသမီးတွေသည်သစ္စာဒိဋ္ဌံပြုကြမည်သစ္စာတိတ်ထံပြူပါသည်အနုထာတော်တို့မြတ်မာတွင်ငါတို့အချုံအစီရောတို့ငယ် 加丁零加一年，阿鲁埃少，自由多些，加丁零加一年。嘿，阿鲁代比，嘿，阿鲁。 ောင်ထွန်းလင်းသည်အတန်ကရက်ကူကိုမတီးဖြတ်စည်းမဲ့ရန်သူဘာသာမျိုးအတွက်ရှိတယ်ငါရန်သည်တို့မြေပေါ်နေ hey တို့ရေကိုတောင် hey တို့မြေအောက်ဒိုစီဝါတို့သမီးသားတယောက်မကြံစော်ကားအင်းရှင်ပြမအကတ်ကိုချိုးသွာကျင်းတို့တောင်းတဲ့လူအတာများအတို့ညီကိုတွေအတို့မျိုးကောင်းသားသမီးတွေသည် သစ္စာဒိဋ္ဌံပြုကြမည်သစ္စာဒိဋ္ဌံပြုပါသည်အကျိုးဘာသာသာသနာသစ္စာရှိပါမည်ဘာသာတူရာဆိုင်မာသာဈေးဝယ်ယူပါမည်ဘာသာတူရာချင်းချင်းသာပူဇော်၍ပါမည်အညတော်ရဲ့တွင်တွင်ကြလေ노တာတော်တို့မြမာတွေ မည်ငါတို့အယုံ ေသာသနာတော်နှစ်2559ခုနှစ်မြန်မာပေါ်စာတကရေ1385ခုနှစ်ပြတူလာဆန်း6ရက်နေ့ခရစ်နှစ်2014ခုဇန်နဝါရီလ6ရက်တနင်္လာနေ့မင်္ဂလာရှိတဲ့ညကြံချိန်ခါကာလသမယမှာရန်ကုန်တိုင်းသာဂိတမြို့နယ်အမှတ်10ရပ်ကွယ် တဝရဆေလံမိသားစုများဤပထမကြိမ်သုညတိုင်းတိုင်းစင်ချင်းပါပြုလို့အပ်သောအထုဓမ္မသဘင်ပွဲဒီနေ့နောက်ဆုံးညနော်နောက်ဆုံးညအောင်ပွဲညမှာဘုရားဝဲမတ္တိအတုရှင်များဖြစ်ကြတယ်မတ္တိတိစံနဲ့ ရှိရက်ွက်နဝရဆယ်လံမိသားစုများတကိတမျိုးပတိတိဆန်းနဲ့ရှိရက်ွက်နဝရဆယ်လံမိသားစုများမတ္တိလူတန်း၍ကျောက်တော်မူလာကြသည့်တရားနာပိသပေါ်သူတော်ကောင်းများဤပါရမီမြတ်ကောင်းမှုအကြောင်းပြု၍မင်္ဂလာရှိသောအချိန်မင်္ဂလာရှိသောဣန္ဒြာဌာန၌ဟောကြားအပ်သည့် ကိုချောက်ကိုကိုချစ်ကြပါဘတရားရယ်အမလီအတကြားတာနော်ခြေခြေလေးထောက်ပါဘတရားလေယုတ်တဗမာရိယကောယောမီလို့ပဲဝုံဝုံနဲ့အေးအေးသွားတတ်တာဒါကြောင့်နှုတ်နှုတ်ပင်ရပထမညာ ခုလာမင်းဆရာတော်ဗတ္တရာဟောတော်နိဗ္ဗာန်နိဗ္ဗာန်ရှာဖို့တော့ရှာတွေ့သွားရဲ့လားဟောမတွေ့သေးဘူးရှာတော်ညွှန်ကြားတဲ့အတိုင်းဆက်ရှာတရားဆိုတာနာယုံနဲ့မပြီးသေးဘူးเนาะနာပြီးသိပြီးသားတရားကိုလက်တွေ့ကျင့်မှအဲ့ဒါကိုယ်ပိုင်တရားကိုတရားဖြစ်တယ် နာထားတဲ့တရားဆရာတော်တော့ပြန်မပါသွားစေနဲ့တိတ်ကြွေတဲ့မှာလေအိတ်မနေစေနဲ့ဟုတ်လားဒုတိယညဇလန်းကျော်ဆရာတော်ဗတ္တရားဟောသွားအရေးကောင်းကိုအရေးကောင်းကိုမိခိုးပါအရေးကောင်းအောင်လုပ်ပါမဲဟုတ်ဘူးဟုတ်ပြီနော် အရင်ကောင်းလဲခိုးပေါ့ဗျာအရာကောင်းလဲနေပေါ့နော်အရာကောင်းမှနေပြီးတော့ရေကောင်းကိုခိုးရမယ်ကောင်းလိုက်တဲ့တရားဒီနေ့ဟောမယ့်တရားပါတရားစောစောကတော့ဘုန်းကြီးကအမျိုးဘာသာချစ်ကြပါလို့ဟောမလို့အမျိုးဘာသာချစ်ကြပါဆိုရင်နည်းနည်းလေးဝေးလေချောင်ပန်းနိုင်တယ် ကောင့်ဒါရိုက်ထီအောင်ဆိုပြီးတော့ကိုချကိုပုံမှာညံ့ညံ့တုံတုံတံပိုးထားတဲ့ပုံကိုယ်တွေတွေ့ရောကိုချကိုကိုအမျိုးမျိုးအပုတ်ချဝေပန်ပြပြောနေတဲ့သူတွေရောကိုချကိုဆိုတာဒီလိုလို့သိစေခြင်းနဲ့စေရနာတဲ့ဒါရိုက်ဖဲနာမည်ပေးလိုက်တယ်ကိုချကိုကိုချစ်ကြပါပါတရားကိုချကို ကိုချောကိုကိုချစ်ကြပါလို့အမည်ပေးဟောကြားအပ်တော်ဤတရားဒေသနာတော်ကိုမဟောကြားသည်မနာကြားသည်မရှိဟုစွာတရားပိုင်ရှင်ဖြစ်တော်မူသည့်သဗ္ဗညုမြတ်စွာဘုရားနှင့်တကားယရဏမြတ်သုံးပါးတို့၏နန္ဒကျေးဇူးကုန်ကိုအာယုပြုကြည်ညိုရှိခုပူတော်မှာဖြစ်ခြင်းကြောင့်အလုံးကိုစီလက်အုပ်ချပြီးတော့ကာယကံကုသိုလ်ရှုကြပါ ကိုယ်စီကိုယ်စီလှုပ်ချီးပြီးတော့ကာယကံကုသိုလ်ယူချမယ်။စိတ်ကလည်းပဲအာယုတစ်ပါးကိုမသွားစီပဲနဲ့ဘုရားကုံတော်၉ပါးတရားကုံတော်၆ပါးသံဃာကုံတော်၉ပါး၉၆လို့ဆိုတဲ့ကုံတော်အစုံကိုအာယုယူပြီးတော့နှလုံးသားထဲမှာစီတီတင်ထားရမယ်။ ပြီးရင်ဘုန်းကြီးရှိကချပေးတယ်ဘုရားရှိခိုးတရားရှိခိုးတန်ခါရှိခိုးကြပါလင်သာဦးညီညာပြပြအပတရားလိုက်ဆိုပြီးတော့ဝစီကံကုသိုလ်ယူချရမှာဖြစ်ပါတယ်အဲကြောင့်စိတ်မကြည်ကြည်နန္ဒကြည်ကြည်နုနုဝမ္ပန္တသာအပတရားလိုက်လိုက်လဲလဲဘုရားရှိခိုးရဲ့ဘုရားဂုဏ်တော်အာယုံပြုလို့ တရားရှိကိုယင်းတရားကိုအာယုပြုလို့တန်ခါရှိကိုယင်းတန်ခါကိုအာယုပြုလို့ရိုးရိုးဒီဒီမြတ်မြတ်လွန်လို့ရှိကိုပူဇော်ကြရအောင်ဆိုလိုက်ပါဘုရားဘုရားလောက်ပါအောင်ချေချေလေးမြတ်ဘုရားကရုဏာရှင်မြတ်ဘုရား ဗုဒ္ဓဘုရားသုတိမံဗုဒ္ဓဘုရားသုတိမံတရဝမြတ်ကျွတ်တံတရဝမြတ်ကျွတ်တံပါရမီပြစီဖို့လံကောင်းညွန်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်သူမဥညွတ်ကံပုဂ္ဂိုလ် ကုဏောကုဝါဤစုကံလေမြလစွာရှိခိုးပါ၏ဗုဒ္ဓံဝန္တာမိပါဖယဓမ္မဓမ္မမြတ်ဓမ္မဗုဒ္ဓဟောပြမြတ်ဓမ္မ ဓမ္မတရားဆိုသည်မံဒုက္ခပင်လေကြည်ရမံနိမြုပ်မျောပါတရဝါမြာကတိတတ်လို့မြတ်တရားမြတ်တရားမို့စိညုကံဘုံတော်၆ပါးဤစုကံ လေမြလစွာရှိခိုးပါ၏ဓမ္မဝန္တာမိပါဖယားသံဃသံဃမြတ်သံဃဘုဒ္ဓသာဝကမြတ်သံဃသံဃယဟသုတိမံ ဗုဒ္ဓဓမ္မအပြာပြံသေယူကျင့်သာတော်ဝံထံသာသနာပြုတဲ့မြယဟံယယဟံမဥညုတံဘုံတော်ကိုပါဤသူကံလေမြလစွာရှိကိုပါဤ ံဃာဝန္တာမိပါဖျာသတ္တုခောဘုရားတရားသံဃာယရဏမြတ်၃ပါးသူရဏမြတ်၃ပါးတို့၏တန်တကျေစုကုန်ကိုကိုချုပ်ကိုဘုရားရှိခိုးရှိခိုးပူဇော်ပြီးတဲ့နောက် ဘုရားတရားတန်ခါယရဏမြတ်သုံးပါမိဘဆရာသမားတို့ဆိုတဲ့အနန္တောနန္ဒ၅ပါးတို့ရဲ့အင်းမြတဲ့မေတ္တာဓာတ်တွေဤနဝရလံဣရှိယကွယ်ပဝန်းကျင်တဲ့တကားစัจ java လာတိုက်တဲ့တောင်းအတွင်းမှာရှိကြတယ်အရိယာပေါင်းအရိယာသူမြတ်သူတော်ကောင်းသူတော်ရှင်ပေါင်းတို့ရဲ့ လောကလုံးမှာရှိကြတဲ့သူတော်ကောင်းပေါင်းတို့ရဲ့အေးမြတဲ့မေတ္တာဓာတ်တွေခံယူပြီးတော့မေတ္တာဓာတ်တွေပြန်လည်ဖြန့်ဝေပို့သမှာဖြစ်ခြင်းကြောင့်အလုံးကိုယ်စီလောက်ချီပြီးတော့မေတ္တာခံယူကြရအောင်ဘုရားမြတ်စွာအေးမေတ္တာခံယူပါဤဘုရား တရားများစွာဣမိတံအယုဘဣဖယံသံဃာများစွာဣမိတံအယုဘဣဖယံမိဘနှစ်ဖြံဣမိတံ ခယုပါဤဖယံဖယံများစွာဣမိတံခယုပါဤဖယံသူတော်ကောင်းများစွာဣမိတံခယုပါဤဖယံလောဆုံးများစွာ သတ္တဝါမေတ္တာရ၍ဤပါစေတရားတော်နာတရားတော်နာတို့သူငါမေတ္တာဤ၍လမ်းမစေမေတ္တာဤကမေတ္တာဤကစိတ်ချမ်းသာစိတ်ချမ်းသာ လိုရာဆန္ဒဖြစ်ပါစေပဇာတ္တပသုတ်တူယံတုဥဒ္ဓဟံတုကုမင်္ဂလံတုတေတုဒုက္ကတိံကာမေပုရေတုသဗ္ဗပါရမေပဇာတ္တပကုသီကိုငါကုတေတ၌ ပြောကြဆက်ရန်တတ္တဝါမန္တမြတို့သည်သို့သူရန်တို့အိမ်မရမဲ့ကောင်းစွာမဲ့၍နေတဲ့ဤသာအိပ်ဆက်နိုင်ကြပါစေကုန်သတည်းသို့မင်္ဂလမင်္ဂလာစက်တရေချက်ဝေလန်းသဖြင့်စံပွင့်ကြကုန်သည်ဖြစ်၍ဟုတ်တဲ့အတူကောင်းစွာမို့တော့အလေးရောက်ကား ထမြောက်လိုကြနိုင်ကြပါစေကုန်သတည်းဒုက္ခတေကမေအပေဒုက္ခတိရောက်မိအကြောင်းမကောင်းညေဆိုဒုသရိုက်မျိုးကိုဒုတင်ဒုသူတော်လက်နဲ့တရားရက်ဖြင့်ဖြူဖြက်နိုင်ကြပါစေကုန်သတည်းသဗ္ဗပါရမီအလောင်းအလျာဖြေကောင်းရာတိသုံးမြာရှင်လီပါရမီအပေါင်းအကျင့်ကောင်းကို ိုရေကျိုးတဆင်းနဲ့တဆင်းရင်တဲ့ရင်အောင်ပလင်ပုံသေးဖြည့်ကျင်နိုင်ကြပါစေကုန်သတည်းအလုံးစုံတရားနာပိသတ်ပေါင်းသူတော်ကောင်းများချမ်းသာသလိုတသက်သလို ိမိတို့ခန္ဓာကိုယ်ကြမ်းမာရင်းနဲ့ညီညွတ်တဲ့ခန္ဓာကိုယ်ကတောင်းဆိုတဲ့ဣရိယာပုအတိုင်းတသက်သာသာစိတ်တည်းများထိုင်ပြီးတော့တရားတော်ကိုနာယူကြည်ညိုနိုင်ကြပါပြီ။အောင်ဝဲညဖောမဲ့တရားဗာတရားလေ။ဘာကိုချစ်ကြမလဲ။တကယ်ကိုချစ်မှာလား။ချစ်ပါရဲ့ဗျာ။ ချီလိုပဲလာကြတယ်လို့ထင်ပါတယ်ဟုတ်လားအဲ့တော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ကို၆ကိုကိုမြတ်မြတ်လို့တံပိုးထားပြီးချစ်တဲ့လူတွေလည်းအများကြီးပဲတချို့တချို့ကြတော့လေကို၆ကိုပေါ်မှာအဖြစ်ဝါဒလို့ဆိုပြီးတော့မြို့မြို့ဝေပါပုတ်ခတ်ပြီးတော့ပြောနေကြတာလည်းအများကြီးပဲအဲ့တော့ 669နဲ့ပတ်သက်ပြီးတော့ဘုန်းကြီးကသိစေချင်တယ်။ဒီနေ့ဓမ္မတော်ကောသကကိုတည်းလူနဲ့ပတ်သက်ပြီးတော့ဒီနေ့နဝရဆယ်လောက်ကိုဘုန်းကြီးတို့တရားဟောခွင့်ရ။အဲတော့ဓမ္မကောသကကိုတည်းလူကလည်းပြောပါ ဘာသာရေးဘာသာသွေးကိုလေးနဲ့ထားပြီးတော့ဟောပြပါအဲ့တော့ဘုန်းကြီးကဆိုတော့ကတော့အမျိုးဘာသာချစ်ကြပါလို့ဒီလိုဟောမလို့ပါပဲသို့တော့အဲ့ဒီစကလုံးလေးကနည်းနည်းလေးအနုလွန်းနေအထိပ္ပယ်ကတော့တူတူပဲ669ကိုချစ်တယ်ဆိုရင်အမျိုးကိုလည်းချစ်တယ်ပြောရရရောက် ဘာသာကိုလည်းချစ်တယ်လို့ပြောရအောင်ဆက်ကြောင့်ဒီ၉၆ကိုဒီကနေ့ဘာဖြစ်လို့ပေါ်လာတုံးလို့ဆိုရင်အမျိုးမပြောက်စေဖို့၉၆ကိုပေါ်လာပြီ၉၆ကိုနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးဆက်ထားတဲ့ကြရတယ်အမျိုးမပြောက်စေဖို့၉၆ကိုပေါ်လာပြီ၉၆ကိုဘာဖြစ်လို့ပေါ်လာလဲ အမျိုးမပြောင်းစီဘူးအမျိုးမပြောင်းစီကိုကိုးချောက်ကိုပေါ်လာပြီအမျိုးကိုချစ်သူတို့ထိုးကြကိုစီကိုမျိုးကိုဘာသာချစ်တဲ့ပုဂ္ဂိုလ်တွေပါထိုးရမယ်ကိုးချောက်ကိုထိုးရမယ်အမျိုးချစ်သူတွေဘာသာချစ်သူတွေပါထိုးရဒီနေ့တရားဝဲလာပင်တဲ့လူတွေရဲ့အင်ကြီးရင်ဘတ်မှာကြည့်လိုက်တော့အိုးကိုးချောက်ကိုတသိမ့်ပြေးနေတယ် မျက်မျက်လုံးတော်ဝတ်ဆင်ပြီးတော့မျက်မျက်လုံးတော်ထိုးကြကြအမျိုးကိုခြေသူတို့ထိုးကြကိုစီကို၆ကိုတစိခတ်လိုက်ကြမြန်မာပြည်ညီစီကွယ်တော်များအဲ့ဒီကို၆ကိုဟာတနိုင်ငံလုံးခံရပါပါမြန်မာပြည်တပြည်လုံးခံရမယ်ကနံမြန်မာနိုင်ငံတနိုင်ငံလုံးခံရမယ်ကနံညီညီညွတ်ညွတ်နဲ့အဲ့ဒါကို၆ကိုတစိ ခနိုင်ဖို့လိုပြီဘာရေးကြည့်လဲညညို့ကိုရေးကြည့်ဘာရေးကြည့်လဲကိုချောက်ကိုတစိခနိုင်ကြမြန်မာပြည်ကြီးစေွက်တို့အများအမျိုးဘာသာတသမြဲစေဖို့အရာရာမခက်ခဲရအောင်ဆရာတကလက်တွဲလို့ရဲ့နှွဲကြဆိုလား ကိုချက်ကိုအမှန်တဆိတ်နဲ့အမျိုးဘာသာမပြောင်းဆရာတကညီမြတ်စွာလက်တွဲပြီးတော့နှွေးကြစို့လို့ကိုချက်ကိုနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးအဋ္ဌကံပြုထားတဲ့ခရာလေးပါမကောင်းလားတကယ်ဆိုရင်ဘုန်းကြီးကကိုချက်ကိုကိုပေါ်ပင်လိုက်ဟောတာမဟုတ်ပါဘူးဒီကိုချက်ကိုကိုဘုန်းကြီးကဟိုးအရင်ကလေးကဟောခဲ့ 1990နောက်ပိုင်းမှာဘယ်လိုနဲ့တွေ့လာလဲလို့ဆိုတော့ဘုန်းကြီးတို့နှစ်ဖက်လာဆရာဦးကျော်လွင်ပြောဆိုတော့ကြားဘူးလားနှစ်ဖက်လာဆရာဦးကျော်လည်းအဲ့ဒီနှစ်ဖက်လာဆရာဦးကျော်လည်းကဘာသာရေးသာသနာသွေးသိပြီးတော့ချက်ပြက်အဲ့တော့ 669ဒစိတ်ကိုသူကစပြီးတော့ပေါ်ထုတ်ခဲ့တကယ်တော့669လို့ဆိုတာဘယ်တော့ကပေါ်တာဒုံးလို့မေးရင်တော့သာသနာစကလေးကပေါ်ခဲ့တာပြော669ဘယ်တော့ကပေါ်ဘုရားတရားတန်ခါယရဏမြတ်သုံးမှာပေါ်တဲ့အချိန်ကစပြီးတော့669ပေါ်တယ်ကိုဆိုတာကဘုရားကုံတော့ ကိုပါ၆ဆိုတာနောက်ကိုတလုံးကကို၆ကိုဆိုတာဘုရားပူဇာပြုကနာတရားပူဇာပြုကနာတန်ခါပူဇာပြုကနာမပြစ်မှားကိုယ်၆ကိုယ်ကိုစောကပြင်မရင်ဘုရားတရားတန်ခါယရဏမြတ်သုံးပါးကို ပြင်မစောကားတာလည်းအတူတူပဲ။ အဲ့တော့ကိုးချောက်ကိုဘယ်တော့ကပေါ်လဲသာသနာစကြေကပေါ်တယ်ဒီကိုးချောက်ကိုဘယ်တော့ပြောက်မှလဲဆိုရင်သာသနာကွယ်မှပြောက်ဘာကွယ်မှပြောက်မဲတိကျမှတ်တာပါသာသနာကွယ်မှပြောက်ဒီကိုးချောက်ကိုကိုဘယ်သူမှဖျက်လို့မရဘူးဘယ်သူမှဖျောက်လို့မရဘူးဘုရားကုံဘုရားကုံသာငါကုံဆိုတာသာသနာတည်တဲ့၍တည်နေမှာဖျောက်လို့ရပါမလား ဖြစ်လို့ရပါမလားမရနိုင်ဘူးဒါကြောင့်ကိုယ်ချောက်ကိုဘယ်တော့ကပေါ်လဲသာသနာစတည်တဲ့အချိန်ကလေးကပေါ်တယ်ကိုယ်ချောက်ကိုဘယ်တော့ကွယ်မလဲလို့ဆိုရင်သာသနာကွယ်မှကိုယ်ချောက်ကိုကွယ်မယ်ဒါကြောင့်ဘုရားကုစားပြုကဏတရားကုစားပြုကဏတန်ခါကုစားပြုကဏလို့နားလေတဲ့အချိန်ကစားကိုယ်ချောက်ကိုမျက်မျက်နှုံးတို့တန်ဖိုးထားပါ ုန်းကြီးတို့တိုက်တွန်းပါလေနော်အဲ့တော့နဗလဆရာဦးကျော်လွင်ဟာသာနာရေးညွန်ချုပ်ဖြစ်ခဲ့တယ်လို့ကိုချက်ကိုအမတ်တစိကိုသူစပေါ်ထုတ်ခဲ့တယ်၂000နှစ်တုန်းကသူရေးတဲ့စာအုပ်တုံးရှိတယ်အဲ့ဒီစာအုပ်ကမြန်မာတွေကြားဖြစ်ဖို့လိုပြီး2000နှစ်တုန်းကရေးခဲ့တဲ့စာအုပ်မြန်မာတွေဘာဖြစ်ဖို့လိုပြီးကြားဖြစ်ဖို့လိုပြီး 2000လတုန်းကကြားဖြစ်ဖို့လိုပြီဆိုရင်ဘုန်းကြီးကအဲ့ဒီစာသားလေးကိုပြန်ပြင်ကြည့်ကြားနဲ့လည်းမရတော့ညမာရီရှင်လေးဖြစ်ဖို့လိုပြီမဖြစ်ဖို့လိုလေဘုန်းကြီးရဲ့ဒုဘာသာကြီးသွေးအေးချာနဲ့တရားထဲမှာရှင်သေစိတ်တက်မွေးပြီးတော့ဒုဘာသာသာသနာထိတိဆောင်ရှောက်ဖို့ဘုန်းကြီးတို့ဟောခဲ့ပြီးပါဒီနေရာမှာရှင်လေးအကြောင်းမပြောတော့ဘူး ဆိုလိုတာကဘုန်းကြီးတို့969ကိုပေါ်ပင်လိုက်ပေါ်နေတာမဟုတ်အဲ့တော့စနဘလဆရာဦးကျော်လွင်နဲ့ပတ်သက်ပြီးတော့969တိလာတဲ့အချိန်မှာစပြီးတော့ဘုန်းကြီးတို့စက်မိရင်တော့ဟောပါတယ်ဘုရားဘာသာရှင်မှလည်းအချိန်ကမှကဏ္ဍရှိတဲ့ဟေ့အဲ့ဒါပါလဲ969ပဲကိုယ်စွာဘုရားကုံတော်9ပါး6စွာတရားကုံတော်6ပါးနောက်ကိုယ်တလုံးကသံဃာကုံတော်9ပါး ဒါဗုဒ္ဓဘာသာရဲ့အမြတ်တနုတံဖို့ထားရမယ်ကဏ္ဍလို့ဆိုတော့ဘုန်းကြီးအရင်တော့ကဟောခဲ့သိတော့သိမခစ္စာအတိနဲ့